စိတ်ဝင်စားဖို့မကောင်းတဲ့ဝမ်ချန်ပီယံရှစ်ကကျင်းပပေးတဲ့ဂျပန်နိုင်ငံကပြိုင်ပွဲမှာပါဝင်လာတဲ့သွေးဆိုင်တွေကအနိုင်အရှုံးကတော်တော်လေးကိုခံမရလွယ်ကူပါတယ်။ဒီထက်ကမှရှရှပပပြိုင်ပွဲဖြစ်တဲ့စူပါလက်နဲ့ရူကီရိုဆာရိုရဲ့ပြိုင်ပွဲအကြောင်းကိုချူတင်သုံးသက်ချက်အနေနဲ့သတ်ဆက်ပေးမှာဖြစ်ပါတယ်။မင်္ဂလာပါ။ Five Pamik ကနေချူဆိုပါတယ်။ပထမအဆုံးအနေနဲ့စူပါလက်ဆိုတာကလဝိတ်နယ်ပယ်နဲ့ပတ်သက်လာလို့ရှိရင်အောင်မြင်မှုအထူးရရှိပြီးတော့သတ်မှတ်လို့ပြောလို့ရတယ်။ ခြေကအတတော်ကောင်းပြီးတော့ The Kicking Machine ဆိုပြီးတော့နာမည်ပြောင်းရရှိထားတယ်ပဲဖြစ်ပါတယ်။ World Championship မှာစုစုပေါင်း18ပွဲထိုးထားပြီးတော့15ပွဲနိုင်2ပွဲရှုံးထားပါတယ်။ King Fountain နဲ့မွေတိုင်းနှစ်ခုလုံးမှာ Champion ဖြစ်ထားခဲ့တဲ့စာသမားကောင်းတဦးပဲဖြစ်ပါတယ်။ January 14ရက်နေ့2023မှာ King Fountain Champion ဖြစ်လာခဲ့ပါတယ်။2024 January 28ရက်နေ့မှာတော့ Takeru နဲ့ရှင်ပြန်ထိုးသက်ခဲ့ရပြီးတော့ Kickboxing Champion ဆုကိုကာကွယ်နိုင်ခဲ့ပါတယ်။ 2024စက်တင်ဘာ6ရက်နေ့မှာတော့ဂျွန်နသန်ဟန်ဂရီကိုအလဲထုံးနဲ့အနိုင်ရရှိပြီးတော့မွေထိုင်းရဲ့ဘဒဝိတ်တန်ဝေါ်ချန်ပီယံဖြစ်လာခဲ့ပါတယ်။မွေထိုင်းနည်းပညာတော်တော်ကောင်းပြီးတော့ပညာပိုင်းဆိုင်ရာမှာတော်တော်ကောင်းတဲ့စိတ်ဓာတ်ပိုင်းပြည့်ဝမှုကြောင့်လူရှိလူခင်ပေါ်တဲ့သတ္တမလည်းပဲဖြစ်ပါတယ်။စူပါလိုက်ရဲ့ပြိုင်ပွဲဖြစ်တဲ့ Rookie Rosa ဟာဂျပန်နိုင်ငံသားဖြစ်ပြီးတော့ဒီနှစ်ထဲမှာမှ One Championship ကိုဝင်ရောက်လာတာလည်းပဲဖြစ်ပါတယ်။ One Championship မှာတပွဲပဲထိုးထားပြီးတော့ အဲ့ပွဲမှာဒိုင်းအဆုံးဖြတ်နဲ့နိုင်ရရှိထားတဲ့သတ္တမလည်းပဲဖြစ်ပါတယ်။ဝမ်ချန်ပီယံရှစ်မတန်ခင်က K1 မှာကစားခဲ့ပြီးတော့တော်တော်အောင်မြင်ခဲ့တဲ့သတ္တမလို့ပြောလို့ရတယ်။ Luke နဲ့ Boric တွေမှာတော်တော်လေးကိုကောင်းတဲ့သတ္တမလို့ပြောလို့ရတယ်။အသက်အရွယ်အားဖြင့်28နှစ်ခန့်ရှိပါပြီ။ Super Luck ကတော့အသက်အရွယ်အားဖြင့်နှစ်နှစ်လောက်ကိုကွာတာပါ။ဝမ်ချန်ပီယံရှစ်ကကျင်းပပြီးတဲ့1173မှာ ကြီးလို့ကောင်းမဲ့ပွဲဆိုလို့ဒီဘက်တစ်ပွဲပဲပါပါတယ်။ နောက်ပြီးတော့စူပါလက်ကကစ်ပေါ့စင်ပိုင်းမှာရူကီရူဆာထက်နီးပညာကောင်းတဲ့ဝမ်ချမ်ပီယံရှစ်မှာဆိုလို့ရှိရင်အတွေ့အကြုံပိုများပြီးတော့ကစ်ပေါ့စင်မှာတကယ်ကောင်းပါတယ်ဆိုတဲ့လူတွေနဲ့ညီပဲရှင်ထိုးခဲ့တာကြောင့်ရူကီရူဆာတက်ကရောဘရကူနေမှာတော့မဟုတ်ပါဘူးယူကီရူဆာကလည်းပါဝါတော်တော်ကောင်းတဲ့ဇာတ်မှဖြစ်ပါတယ်လိုကင်းနဲ့ဘော်ရီရှော့တွေမှာတော်တော်လေးကိုကောင်းတယ်ကျွန်တော်တယောက်တည်းရဲ့အမြင်အရမှာဆိုလို့ရှိရင်ပါဝါပိုင်းမှာစူပါလက်တက်ကိုပိုတာတယ်လို့ပြောလို့ရတယ် ပြီးတော့ပြိုင်ပဟောင်းဖြစ်တဲ့တာကဲလူကလည်းအကောင်းဆုံးကြံ့ကြံ့နဲ့ပေးနေတာလည်းပဲဖြစ်ပါတယ်။ Rookie Rosa ကိုပါဝါကောင်းနေပြောလို့ Super Lack ကိုပါဝါမရှိဘူးလို့တော့မဟုတ်ပါဘူး။သူလည်းပါဝါပါတဲ့ဇာတ်သမားလို့ပြောလို့ရတယ်။ဒီပွဲမှာ Super Lack ကို Rookie Rosa အနေနဲ့အလဲထိုးနိုင်မှသာနိုင်မှာပါ။စူပါလက်အနေနဲ့ပညာပိုင်းကောင်းတာကြောင့်မလို့ဒိုင်းအဆုံးအဖက်ရောက်လို့ရှင်ချင်းစူပါလက်ကအသာစီးရွာနိုင်ပါတယ်ဒီပွဲကရူကီရူဆာအနေနဲ့လွယ်ကူနေပါတော့မဟုတ်ပါဘူး ရူကီရိုစာကဘော်ဒီရှော့ကိုအများဆုံးတုံးသက်ပြီးတော့လိုကစ်တွေမှာလည်းအားတော်တော်ပါတဲ့ကစားသမားလို့ပြောလို့ရတယ်။ဒီဘက်မှာဆိုလို့ရှိရင်ယင်စူပါလက်နဲ့ရူကီရိုစာနှစ်ယောက်လုံးကခြေကန်ချက်တွေကိုအဓိကအသာပေးပြီးတော့ကစားလိုက်မယ်လို့တော့ထင်ပါတယ်။စူပါလက်ကလက်တီတွဲလုံးလေးတွေပိုကောင်းတာကြောင့်မလို့တိုင်းအဆုံးဖိတ်ရောက်လို့ရှင်ရင်စူပါလက်ကပို့ပြီးတော့တာစီရသွားလိုက်မယ်ဆိုတာကတော့ဒီအချက်ကိုကြည့်ပြီးပြောတာဖြစ်ပါတယ်အလဲထိုးနိုင်မှာရူကီရိုဆာအနေနဲ့နိုင်ဖို့အခွင့်အလမ်းရှိပြီးတော့ တိုင်ပွဲအတွင်းမှာလည်းစူပါလက်ကရူကီရိုဆာကိုလည်းအလဲထိုးနိုင်တယ်ဆိုတာကမိထားလို့မရပါဘူး။နောက်ဆုံးအဆုံးဖြတ်ရလို့ရှိရင်တော့သေချာပေါ့စူပါလက်ကနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီပွဲကိုခံမရမယ်ဆိုလို့ရှိရင်သေချာပေါ့စူပါလက်ကနိုင်ရရှိမှာပဲဖြစ်ပါတယ်။မင်္ဂလာပါကျွန်တော်ရဲ့ channel လေးကတော့ fight cat တွေ fight analysis တွေနဲ့ပွဲကျုပ်ခံမှတ်ချက်တွေပြုလုပ်ပေးတဲ့ channel လေးပဲဖြစ်ပါတယ်။ဒါကြောင့်မို့ like share subscribe လေးနေပြီးတော့အားပေးခဲ့လို့ရပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။